ဘဂိုရိုက်ဒေတာကြီးတရားဝရီခရိုင်ပြန်ချိုင်းနဲ့ပြုဆန်ဦးစီးဌာနအခြေခံပညာဦးစီးဌာနမြို့နယ်ဆိုင်ဆရာအတင်းတို့ပူးပေါင်း၍ပြန်ချိုင်းနဲ့ပြုဆန်ဦးစီးဌာနလူထုအခြေပြုဘုတ်ဌာနတွင်နေရာတီကျောင်းပိတ်ရက်များတွင်ကျောင်းသားကျောင်းသူများအချင်းကိုတက်မိုးရှိရှိအတုံးချတတ်စင်းရန်ထူးချွတ်ထမြက်သောလူငယ်လူရွယ်များဖြစ်လာစင်းရန်ရည်ရွယ်ပြီးတော့ဆိုင်ဆာကုန်းရည်သားနေတဲ့အနေအခမဲ့ဖွင့်လှစ်တင်ကြားပေးခြင်းကိုအေဘီလာတရက်နေ့နက်9နာရီကကျင်းပခဲ့ပါသည် ဆက်လက်ရေးတင်နန်းတွင်တာယာဝရီခရိုင်ပြန်ကြားရေးနှင့်ပြည်ဆန်ဦးစီးဌာနခရိုင်ဦးစီးမှုကတင်နန်းဖွင့်လျားခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးတာယာဝရီမြို့နယ်စာရေးဆရာအသင်းအတွင်းမှစာရေးဆရာမိုးတဲအောင်ပန်းမီကတင်နန်းစီမင်းစည်းကမ်းများကိုလည်းပြောကြားခဲ့ပါတယ်။ဆက်လက်၍စာရေးဆရာမိုးတဲအောင်က စာတွေ့လွတ်တွေကိုယခုလိုတင် जा ပို့ချဆွေးနွေးပြီးခဲ့ပါတယ်။အဲ့တော့စာရေးဆရာဦးမှာတမီးကိုကြမ်းနေမှာဖြစ်တယ်။ညီလိုက်ရဲ့ ရဲ့ပုံမှန်ရတာကညီလို့ဖြစ်နေပြီးကြတယ်အဲ့တော့စာကိုစားတပိုင်းတက်မရအောင်စာကိုစားအအနေဆုံးစာရကုန်းရဲ့သဘောတရားကတမိကိုဒါအနေနဲ့သင်ရတဲ့အတိုင်းလေးနေတာကြီးရဟုတ်တယ်လားလေးနေတာအဲ့တော့ပါစာကိုကအဲ့တော့ဒါတော့ကြံမလာလားကြောင်းတယ်တော့တရက်ပြေလို့ညာပေးလိုက်တရက်ပြေဆိုတော့ခေါင်းနေပြေးလိုက်တရက်ပြေပြီးတော့အမြင်နဲ့စာရကုန်းကိုပြေးပါတရက်ပြေဆိုလို့ရှိရင်အဖျားလိုက်ရင်အနှောင်းလိုက်ရှိ အကိုင်းကဲနဲ့ပေဒီပိုင်းရှိတယ်အမြင့်ပိုင်းရှိတယ်အဲ့တော့ဒီသားဘယ်ရဆောင်လဲဆိုလို့ရှိရင်အပြားပိုင်းဆိုလို့အရွတ်ပဲရှိတယ်ဟုတ်လားတရက်ပင်ပင်ရဲ့အရွတ်ရဲ့ပုံနာကိုတမီးတို့အရင်ကြီးရတရက်ပင်ဆိုတဲ့တရက်ပင်ဆိုတဲ့ပုံပေါ်ဖို့အတွက်တရက်ရဲ့ပုံနာနဲ့အရင်တို့တမီးတို့ခွန်လိုက်ဆိုလို့လားဒါမှမဟုတ်ပြန်နေတယ်အခုနဲ့ဒီလိုပြုပြနေတယ် အဲ့ဒုတိယဖားပိုက်ကျတော့ပေစီနဲ့အတိုင်းကဖြစ်တော့အဲ့ဒါဖားပူပါအောက်ပိုက်ကျတော့အမြင့်ပိုက်အမြင့်ပိုက်ကျတော့ဒွေလုံးရဲ့တဲ့အကုန်လုံးအပေါ်ကဟာရီခုနကအလဲပိုင်းမှာအဲ့ဒီတော့တရက်ပင်နဲ့ပတ်သက်လို့ပေစီပိုင်းမှာဘာလို့ပါလာလဲသူတို့အပူပါလာမယ်အပွဲပါလာမယ်အတီးပါလာမယ်အတိုင်းကတိပါလာမယ်ဒါဖားပူပိုင်းမှာအများကြီးတဲ့ဖားပူပိုင်းမှာဒါဆရာဥပမာနဲ့ငါနဲ့ပြောပြတာနော်ဥပမာနဲ့ပြောတာတင်နန်းသူတဦးမှလည်းယခုလို ပြောကြခဲ့ပါဗျာ မင်္ဂလာပါရှင်။တမီကတော့အထကတိတာယာဝယ်ရီဂရိတ်နိုင်ဆောင်မှုပဲဖြစ်စုပြီးတော့မတဲဆွေစုဖြစ်ပါရဲ့ရှင်။အခုလိုစာရေးစာကုန်းအတင်းနံကိုလာရောက်တက်ရတဲ့အတွက်စာရေးစာကုန်းရေးရနီကိုအခြေခံမှစပြီးတည်ရခဲ့ရပါရဲ့ရှင်။အကြောင်းတာမှုပဲများတယ်လေကောင်းမွန်စွာအသုံးချနိုင်မှာဖြစ်ပါရဲ့ရှင်။ဘူးတားရီလည်းအများကြီးရရှိပြီးတငယ်ချင်းအစ်စ်တွေလည်းအများကြီးရခဲ့ပါရဲ့ရှင်။အခုလိုတည်ကြပေးတဲ့ဆရာအနေနဲ့ခုလေးပေးတဲ့ဌာနကိုလေးကျေးဇူးများကြီးတင်ပါရဲ့ရှင်။ ဆိုပါတင်တန်းတို့တာဝရီမြို့နယ်အတွင်းရှိခြေခံပညာကျောင်းမြောက်မှာလယ်ရန်စင်ကျောင်းသားကျောင်းသူ18ဦးတက်ရောက်ခဲ့ကြပြီးတင်တန်းကာလမှာ AB လ10ရက်နေ့မှာ2ရက်နေ့အထိနနေ့9နာရီမှာနေ့နဲ့တနာရီအထိအခမဲ့ဖွင့်လှစ်တင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။